မှာလူမျိုးတော်တော်များများဗာနဲ့တူလဲဆိုဖွက်နဲ့တူတယ်။အဲနောက်တစ်ခုကဆင်ကြီးနဲ့တူတယ်။ဆင်ကဗာလဲဆိုတော့အမြဲတမ်းနောက်ကချွန်းနဲ့တို့နေမှတဲ့တဲ့သွားတာ။ဟုတ်ပြီနော်။တို့မပေးရင်သွားဟုတ်။သူသွားရင်မေ့နေတာသူ့ဟာသူဘယ်သွားလို့သွားမှမသိဘူးလေဆင်က။ဟုတ်ပြီနော်။အဲ့တော့ကိုကိုကိုမှတ်ထား ုံမလဲမှာဒီနေ့စပြောတာပဲမြန်မာလူမျိုးတို့ဒီမြန်မာလူမျိုးဆိုတာဒီရှမ်းနေမပြောဘူးနော်ရှမ်းနေတယ်ခန်းဒီရှမ်းနေမပြောဘူးဗမာတွေပြောတာဘာနဲ့တူနံပါတ်1ကဖို့နဲ့တူဖို့ဆိုတာဘာလို့ရန်သူနဲ့တွေ့ရင်မေ့တယ်ပြန်ပြောရန်သူနဲ့တွေ့ရင်ဆိုတာတနေ့တနေ့တို့ရောတို့နေ့စဉ်ကာယကံဝစီကံမနောကံနေမလောက်အောင်လား အဲ့တော့ကံနေလုတ်တဲ့အခါသတိဝိရိယနဲ့အာဟုသူမဖြစ်အောင်ဆိုပြီးဂယုဆိုင်လှုပ်လားလှုပ်ပြီးသွားမှသတိရတာလားလှုပ်ပြီးသွားမှဟာမားပြန်ပြီဟင်ဖို့ဖို့နော်ညီမတမျိုးသားလုံးဖို့နဲ့ဟုတ်ဘူးလားမထမထဒါကြောင့်နိုင်ငံမှာနိုင်ငံခေါင်းဆောင်ခေါင်း တခါမှမရခဲ့ဘူးတိုင်းပြည်မှာတိုင်းပြုပြည်ပြုမင်းလည်းမပေါ်ဘူးတိုင်းပြုပြည်ပြုအစိုးရလည်းမပေါ်ဘူးဒီနေ့အထိဗယံဗရာကောင်းလေးကြီးနှစ်ပန်းသွားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဖုံးမိဗရတ်မိမိနေကြလို့မြန်မာနိုင်ငံကတကယ်ဆိုရင်ကမ္ဘာမှာထိတ်တန့်နိုင်ငံဖြစ်ရဘာဖြစ်လို့လဲသိလား အဲဘသူအဆုံးမနဲ့နေတာလဲမြတ်စွာဘုရားအဆုံးမကိုသာခမည်းတော်နှလုံးသားထဲမှာအမြဲတမ်းကိန်းနေရင်ဘာမှအောက်တန်းကျစရာအကြောင်းရှိဘူးအခုတော့အဲ့ဒီအဆုံးမနေဘေးဖယ်ပြီးတယောက်နဲ့တယောက်ယံဖြစ် ကိုယ့်အချင်းချင်းကိုယ့်အမျိုးချင်းချင်းယံသူထင်းဟောအဲ့တော့လမ်းမှန်လျှောက်နေတာလမ်းမလျှောက်နေမားတာမမားတာတော့ပြောနေဟိုကြောက်သေးရောက်နေပြီး နော်အချိန်မေသတိရရင်ရမရရင်ဆုံးဆုံးမြုပ်တော့မှာရှင်းလားရှင်းပါဘူးဦးဇင်းကဒီလိုပြောတဲ့ခါကျတော့ဟိုမှာတို့ကတားမြစ်မလို့ဥပဒေတွေထုတ်ပြီးကြံနေတယ်ဓမ္မစရိယမောင်အောင်ရင်တရားမဟုတ်ဘူးတရားဟောတဲ့လူကနိုင်ငံရေးမပြောရဘူးလူမှုရေးထက်မပြောရဘူးစီးပွားရေးထက်မပြောရဘူးဟာဥပဒေသားတွေအများကြီးပဲနော်မြတ်စွာဘုရားတရားတွေတောင်ပိဋကတ်သုံးပုံတောင်တို့ပြန်ပြီးတော့စီစစ်ပြီးဖယ်ထုတ်မလားမသိဘူးနိုင်ငံရေးပါတာတွေဖယ်နော် အောက်တန်းကြတဲ့အတိုင်းပြီဆိုတော့အဲ့ဒါပြင်းကြက်ချက်တွေထုတ်ဖို့သူတို့ကြမ်းနေတယ်။မထီတထီတွေမပြောရဘူးလေ။ရီးတဲ့တဲ့မပြောရဘူးလေ။အဲ့တော့ဥက္ကမင်္ဂလာဒဲပြောတယ်ဒဲဖဲ့။ဟုတ်ပြီနော်။အားလုံးဘုရားရဲ့တရားတော်တွေကိုရှိနေရတဲ့အတန်းနဲ့အသုံးမချတတ်တဲ့အတွက်လမ်းမလျှောက်လိုက်တာအခုကြောက်ထဲရောက်နေပြီ။မကြခင်နစ်တော့မယ်ဆိုတာကိုမယုံရင်တိ့ ယနေ့မြန်မာနိုင်ငံမှာနေကြတဲ့မြန်မာလူမျိုးတွေရဲ့ကျမ်းမာရေးစစ်တမ်းကောက်ပြီးအပြေထုတ်လိုက်ကြသမ်းပါအားလုံးမှာအန်ဒီယံဖြစ်စေတဲ့အစာအသောက်တွေနဲ့လူတိုင်းမှာခံနိုင်ရည် resistant power တွေကြာနေပြီဆိုတဲ့အပြေထွက်လာလိမ့်မယ်ဟုတ်ကလားဘယ်လိုခွန်အားပလာကြည့်တော့လဲအားလုံးဟာရေဆဲတန်းတောင်အနိုင်နိုင်ထမ်းရတော့မယ်ဘဝရောက်နေ ဟုတ်ကလားတောင်ကုန်းလေးတကုန်းတက်ဟောဟဲခန့်နေပြီအသက်ဘယ်လောက်တုံးဆို30 40ဟုတ်ပြီနော်20ကျော်ကြည့်လိုက်တော့လဲကြွက်တာသာရှိဘာတစ်ခုမှစနစ်တကျမတည်ဆောက်နိုင်ဘူးစီးပွားရေးကြည့်ဘယံမရလူမှုရေးကြည့်ဘယံမရဘာတစ်ခုမှကိုစနစ်တကျမရှိတော့ပညာရေးကြည့်လိုက်အောင်ဆိုတော့ကမ္ဘာမှာအောက်ဆုံးကဟုတ်လား မြန်မာနိုင်ငံမှာပညာတတ်မရှိဘူး။ကျောင်းတွေကစာသင်နေတာအသုံးချမဲ့ပညာမှမပါဘဲနဲ့။ဟုတ်ပလား။ကုံစရာစိတ်တွေခေါင်ခိုက်။ကျောင်းထားတဲ့ဇီးကတော့ကဘာပေါ်မှာဇီးအမြင့်ဆုံးပဲမြန်မာပြည်မှာ။ဟုတ်ပလား။ဒါမဲ့ပညာတတ်တဲ့နှုံးကြည့်လိုက်တော့အောက်ဆုံးကဟုတ်တယ်နော်။ပညာတတ်ရှိတယ်မရှိဘူးဆိုတော့ဘယ်မှသွားမကြည့်နဲ့နင်တို့ဟုံမလင်းနေကြည့် ဟုတ်ပနေ့မှာလမ်းစီကနဲ့အညီလမ်းပေါ်မှာသွားတတ်တဲ့လူဘယ်နှယောက်ရှိတော့ဟင်ကြုံတယ်လို့ဒိုးနေတာပဲမလား